မစပင်းတွေတအားတန်လုံးအကြီးတယ်အဖြေရတဲ့နေ့မှာချစ်တီတမင်သွားစားအဆိုတော့ကိုဟဲလေးဖြစ်ပါလေမင်္ဂလာပါမင်္ဂလာပါအခုမေကွန်းနဲ့ဖြစ်ပေါ်နေပြီလားဟုတ်ကဲ့ပါလက်ရှိပါရေလုံးနေလဲကိုအဲလက်ရှိကတော့အခုဒီနေ့15ရက်နေ့ပွဲအတွက်ကိုကျွန်တော်တချင်းလာတိုက်တာပါတပီယာပါမှာပါအောင်မြင်ကြောကြောင်းလာအဓိကပတ်မိုးပေးရသူရအဓိကပတ်မိုးတာတော့ကျွန်တော်ရဲ့မိဘနဲ့မျိုးသမီးပေါ့နော် ကုကိုအကြိုက်ဆုံးချက်ကကုကုကိုအကြိုက်ဆုံးချက်ကအသားချူတာပေါ့အာမေရတဲ့ချက်ဆိုရင်မစပင်းတအားတန်လုံးအရှိတယ်ဒီစားပေါ်မှာအမှတ်တရဖြစ်ဆုံးတစ်ခုလောက်ပြောပါဆိုရင်အဖြေရတဲ့နေမှာချီတီတမင်သွားစားအချီဦးရောရှိလားအချီဦးလည်းသူ့ပဲသူ့ပဲကိုမိမအောင်စပင်းတူနဲ့ကြိုက်လားအရှင်နဲ့ကြိုက်လားသူ့စပင်းအတူနဲ့ပဲကြိုက်တယ်သူအရှင်မကြိုက်ရှင်နဲ့ point နဲ့တူတယ် မိမချက်ကျွေးရဲ့ဟင်းနေမှာဆိုဘယ်ဟင်းကြိုက်ဆုံးအဲဘယ်ဟင်းကြိုက်လဲဆိုတော့ဘဲပေါင်းပေါ့ဘဲသားပေါင်းတော့ဒါတော့စနန်းနေကြရင်ကျွန်တော်ဆိုမဲ့တပီယာဘာမှာပါเนาะချော့ရတာကြိုက်လားအချော့ခံရတာကြိုက်အချော့ခံရတာကြိုက်ပါဒါပေမဲ့တစ်ခါကျရင်ချော့ရတာမိုက်ပါတစ်ခါကျရင် तू ကိုချော့လိုက်လို့ तू နည်းနည်းစိတ်ကျဉ်နေသွားတယ်ဆိုရင်ကြည့်မယ်ပျော်သွားတယ်ဆိုရင်ဝမ်းတာပါစိတ်တူရေးပါရေးလုံးလေးရှိတယ်စိတ်တူရင်ကျွန်တော်ကွာတယ်မုတ်တီစားတယ်ရှောက်စားတယ် အကို fashion ကမိမကြိုက်လားအကိုကြိုက်လားအင်း तू ကကိုကြိုက်ပဲပေါ့နော် तू ကကိုကြိုက်ကိုဆင်ပေးရအခုထိမင်းမရတဲ့အမှတ်တရဆိုရင်တိတ်ချစ်တဲ့သူနဲ့ငါအိမ်အောင်ကြခဲ့တဲ့အတွက်ကြောင့်ဒါဘဝကမင်းမမေ့ရဆုံးအချက်ပေါ့နော်တယောက်တည်းနေရကြိုက်လားတငယ်ချင်းနေတဲ့နေရကြိုက်လားဘော်တိုင်းနဲ့နေရဘိုးကြိုက်တာပေါ့ဘော်တိုင်းနဲ့နေရပုံမိုက်လေအတင်းသွားရင်မပါမဖြစ်ယူသွားတဲ့အတုံးဆောင်၃မျိုးလား အာဖုန်းရယ်အခုနောက်ပိုင်းတော့မျက်မှန်လို့ပြီပေါ့နော် ဖုန်းရယ်မျက်မှန်ရယ်ပြီးတော့မိမ့်မရယ်ပါရှစ်တမျိုးကြွယ်ရတမျိုးလူမျိုးရင်းနဲ့ကြုံပြီလားဒါတော့ဒီလိုပါပဲဒီလောကကြီးမှာ ရှိတဲ့ကြပါလေရှစ်တမျိုးအစိုးရတယောက်အတွက်အရေးကြီးတဲ့ချက်ကအဓိကတော့အတန်ပါပဲအတန်ပါပဲကိုယ့်ရဲ့အတန်ကိုကယူဆိုင်ရတာပါ Why you manage ဆိုရင်အဲတချင်းနေအများကြီးဆက်ပြီးတော့ဖန်တီးခြင်းမှာတည်တယ်ဝေဖန်မှုတွေတည်းကအကိုမှတ်မိတဲ့လောက်လေးပြောပြ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 ပါလား ဝေဖန်မှုတွေကဆိုတော့အေးပါနော်တိတ်ချစ်ဆရာကောင်းလဲပေါ့ဟဲလီကတိတ်ချစ်ဆရာကောင်းလဲပေါ့အဲအဆိုပြေချားဝါဒနာအဆိုပြေတချင်းရရဝါနာပါပါလဲတချင်းရရရန်ဝါနာပါပါအခုအမြဲကျင့်သုံးတဲ့ဆောင်ပုတ်ဆိုရင်အားလုံးနဲ့အားလုံးနဲ့အမုန်းမရှိအမြဲတမ်းချစ်ချင်တယ် Okay ကိုမေကိုလေးဖြစ်ပြတဲ့အတွက်ကျေးဇူးပါပရိသတ်ကြီးအတွက်နှုတ်ဆက်စကားလေးပြောပြပါကျွန်တော်လည်းကျေးဇူးတင်ပါတယ်အားလုံးပရိသတ်တွေကိုလည်းပြန်ချစ်ပါတယ်